မင်္ဂလာပါပရိသတ်ကြီးရင်တခါတော့ဟာခရမ်းသီးတစ်လုံးဟာမိသမီးလေးကိုကိုမဆောင်ဆဲခဲ့တယ်။ပြီးတော့ပင်လယ်လေးကကျောင်းတစ်ခုမှာသွားနေထိုင်ခဲ့ရတယ်။နောက်ပြီးအချိန်ပေါင်းတသိန်းနဲ့ချိန်စာတင်နေတဲ့သူတယောက်ကတော်ရဲကအမြောက်တကောင်စီကနယ်ဒုလုံတလုံးကိုရှာလိုက်တဲ့အခါဘာလို့ဆက်ပြတ်မလဲဆိုတာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းနေမဟုတ်ပါလား။ဒီလိုထူးထူးဆန်းဆန်းပုံပြင်တွေကိုဆက်လက်ကြည့်ရှုဖို့အတွက် channel လေးကို like နဲ့ subscribe လေးလောက်ထားပါအောင်နော်။ကဲဒါဆိုရင်တော့ပုံပြင်လေးကိုစတင်လိုက်ရအောင်ပါ။ တခါတော့ကကံဖန်းဖန်းမြို့မှာပင်မြက်လေးမှာကိုခိလေးလို့ခေါ်တဲ့ကျောင်းတစ်ကျောင်းရှိတယ်။ဒီကျောင်းမှာလူငယ်လေးတစ်ယောက်ရှိတယ်။သူဟာငယ်စဉ်ကတည်းကခေါင်းခနဲ့ခြေအထိအကျိတ်တွေအပြင်းနဲ့မွေးဖွားလာခဲ့တယ်။ဒါကြောင့်လေရွာသားတွေကသူ့ကိုချစ်တဲ့သိန်းအကျိတ်ဆိုပြီးတော့နမိတ်ပေးခဲ့ကြတယ်။ဒီကျောင်းရဲ့နမိတ်ကိုလေကိုတော်ပုံလို့ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်။တော်ဆင်ပုံကတော့လေယာစိုက်ပျိုးရင်နဲ့ဥယျာဉ်ချမ်းမြေလုံငယ်ကိုလောက်ကင်ပါတယ်။သူ့ဥယျာဉ်ထဲမှာဟေးသည့်ဟင်းရွက်မျိုးစုံစိုက်ပျိုးပါတယ်။ အထူးသဖြင့်တော်စင်ပေါ်ရဲ့ခရီးသည်တွေဟာတခြားခရီးသည်တွေထက်ပိုပြီးလုံဝန်းကအရွယ်စားကလည်းပိုကြီးမားပါတယ်။ဘာလို့လဲဆိုတော့တော်စင်ပေါ်ဟာနေ့တိုင်းရေလာပေါင်းတဲ့ပြီးဂယုတဆိုင်ဖြူစုဆောက်ရှောက်လို့ပါပဲ။ဒီနေ့မှာတော့ကံဖန်းဖန်းမြို့စားရဲ့သမီးတော်နန်းဦးသာဟာခရီးသည်စားကျင်စိတ်ပေါ်လာတာကြောင့်မြို့အနေနဲ့ခရီးသည်ရှာဖွေဖို့ထွက်လာခဲ့တယ်။နောက်ဆုံးမှာတော့နန်းဦးသာဟာတော်စင်ပေါ်ရဲ့ခရီးသည်ပင်ကိုတွေ့သွားတယ်။အဲ့ဒီအချိန်မှာအသေးရေကလည်း ရင်းမဲ့ပြီးစားလို့ရတဲ့အချိန်တန်နေပြီ။ဒါကြောင့်နန်းဦးသာဟောသူ့ရဲ့အထင်းတော်ကိုတော်ဆင်ပေါ်စီကခရင်တီတောက်ခလိုက်တယ်။တော်ဆင်ပေါ်ဟာနန်းဦးသာကိုပထမဦးဆုံးအချိန်တွေ့တွေ့ချင်းမှာပဲသူမကိုချစ်မြတ်နိုးသွားခဲ့တယ်။ဒါကြောင့်သူစိုက်ပျိုးထားတဲ့ခရင်တီအလုံးကိုခုပြီးနန်းဦးသာကိုပေးလိုက်တယ်။ဒါနဲ့နန်းဦးသာဟာချက်ပြုတ်ပေါ်အတွင်းခရင်တီအများကြီးရသွားတယ်။ဒါပေမဲ့နန်းဦးသာဟာတော်ဆင်ပေါ်ရဲ့ခရင်တီကိုစားပြီးမကြခင်မှာပဲကိုမောဆောင်သွားတယ် ူမဟာဘယောက်ျားနဲ့မှအတူမနေခဲ့ဘူးပါဘူး။မျိုးစားမင်းကြီးကတရားချမ်းကိုတီးသွားတဲ့အခါအလွန်တရားဒေါသထွက်ခဲ့တယ်။သူဟာသူ့တမီးစီကကလေးရဲ့ဖေဘသူဆိုတာကိုအမှန်တိုင်းသိဖို့စ조사ခဲ့တယ်။ဒါပေမဲ့နန်းဦးသားကဘာမှပြန်မဖြေနိုင်ခဲ့ပါဘူး။မျိုးသားမင်းကြီးဟာသူ့တမီးကဘလို့ကိုယ်ဝန်ဆောင်ခဲ့လေဆိုတာကိုမသိပေမဲ့ဝေဖွာလာမယ့်ကလေးကိုကောင်းကောင်းမွန်မွန်ပြုစုဆောင်ရှောက်ဖို့လူတွေကိုဆက်လက်ခံထားခဲ့တယ်။ဝေဖွာချိန်ကိုရောက်တဲ့အခါနန်းဦးသားဟာစစ်ဆရာကောင်းတဲ့တာလီတယောက်ကိုမွေးဖွားခဲ့တယ်။ မျိုးသားမင်းကြီးကလည်းသူ့ကိုအလောချင်းမြန်နိုးတယ်။ကလေးလေးဟာကောင်းကောင်းမော်မော်ကြီးပြန်လာခဲ့ပြီ။အရွေရောက်လာတဲ့အခါကံဖက်ဖက်မျိုးသားကြီးဟာသူ့မိလေးကိုတနာလာတယ်။ဒါကြောင့်သူဟာသူ့မိရဲ့အဖေကိုပြန်ရှာဖို့ကြိုးစားလေတယ်။မျိုးအနဲ့အကျညာချက်တစ်ခုကိုထုတ်ပြန်လိုက်တယ်။ယောက်ျားတိုင်းဟာတရေစားတမ်းမမဟုတ်ကစားစရာတစ်ခုစီယူလာပြီးဘသူကကလေးကိုသူ့စီတွားတော့အောင်ဆေးဆောင်နိုင်ပြီးကလေးကသူ့ယူလာတဲ့ပစ္စည်းကိုကောက်ယူရင်အဲ့ဒီလူက ကန့်ဖတ်ဖတ်ရတဲ့မှာအဖြစ်ခန့်အပ်မယ်လို့ကြေညာခဲ့တယ်။လူငယ်အများပြားဟာနေတိုင်းတည်ရစာနဲ့ကစားစရာတွေယူလာပြီးတော့ကလေးငယ်ကိုဆွေးဆောင်ဖို့ကြိုးစားကြတယ်။တမိတ်ဘသူတူတယောက်ကမှဒီကလေးငယ်ကိုသူ့စီတွားတွားအောင်မလုပ်နိုင်ခဲ့ဘူး။နောက်ဆုံးမှာသူ့ဆင်ပွန်ကလည်းဒီကန်ဆန့်ဝေးကိုလာရောက်ခဲ့တယ်။သူ့ဆင်ပွန်ကကလေးငယ်ကိုဆွေးဆောင်ဖို့အတွက်တမိတ်ပေါင်းဤတထုတ်ပင်ပြင်ဆင်လာခဲ့တယ်။တမိတ်သူ့ဆင်ပွန်ဟာပွေချင်းပါတဲ့နေရာကိုရောက်တာနဲ့ ရုတ်တရက်ဒီကလေးငယ်ဟာတောက်ပစွာပြောင်းလိုက်ပြီးချက်ချင်းပဲအကျိတ်တွေပြင်နေတဲ့ခြေထောက်စီကိုတွားသွားခဲ့တယ်။သူဟာတော်စင်ပေါ်ရဲ့လက်ထက်ကထမေပေါင်းအေးကိုလည်းယူပြီးစားတော့ခဲ့တယ်။ပွေတကလူအလုံးကအာအာတင့်သွားကြတယ်။ဘာလို့လဲဆိုတော့တော်စင်ပေါ်ဟာဒီကလေးငယ်ရဲ့အဖေနဲ့မျိုးစားမင်းကြီးရဲ့တမန်ဖြစ်လာတော့မယ်ဆိုရင်အထိတ်ပေပါ။ဒါပေမဲ့ကံဖက်ဖက်မျိုးစားကြီးကအမှန်တရားကိုလက်မခံနိုင်ပြီးဒေါသထွက်ခဲ့ကြတယ်။ဘာလို့လဲဆိုတော့သူတို့ဟာအကျိတ်တွေနဲ့ပြင်နေတဲ့လူငယ်တယောက်ကို သူ့ရဲ့တမန်အဖြစ်လက်ခံဖို့အခံမရနိုင်ဖြစ်နေကြလို့ပါပဲမျိုးသားမင်းကြီးဟာသူ့တမီနဲ့မိကိုနန်းကျော်ပြင်မှာတော်စင်ပေါ်နဲ့အတူတွားနေထိုင်ဖို့အတွက်နှင်းထုတ်ဖို့ဆုံးဖြတ်လိုက်တယ်တော်စင်ပေါ်လည်းနန်းဦးသားနဲ့သူ့သားကိုကိုတော်ပေါ်ကျောင်းကိုပြန်ခေါ်သွားခဲ့တယ်သူတို့ဟာဟိတိဟိရွတ်နဲ့ဆန်စပါးဆိုင်ပြုတ်ပြီးအတူတကွာအတန်ဝေးဝမ်းချမ်းပြုကြတယ်မင်းသမီးလေးဟာအခက်ခဲတချို့ရှိပေမယ့်သူတို့မိသားစုဟာပျော်ရွှင်ကြတယ်တိတသိန်းအကျိတ်ဟာအလွန်ကြိုးစားပန်းစားအလုပ်လုပ်ပြီးတော့ သူ့စနီးနဲ့ကလေးကိုကောင်းကောင်းမွန်မွန်ဂရုစိုက်လို့ပါပဲဒီနေ့မှာတော့တော်ဆင်ပေါ်ဟာလေကိုလှော်ပြီးကမိန်ချောင်းမှာငါးဖန်ပိုက်ချဖို့တွားခဲ့ပါတယ်တခါပေးပိုက်ချလိုက်တာနဲ့လေတစီလုံးငါးရွယ်ပြေရခဲ့တယ်ဒါကြောင့်သူဟာငါးများကြီးကိုအိမ်ကိုအလျံမြန်သေးလာခဲ့တယ်အရန်ပြောက်ရွှင်နေတာကြောင့်အဲ့ဒီငါးရွယ်အလုံးတဖြည်းဖြည်းရွှေတွေအဖြစ်ပြောင်းလဲသွားတာကိုသူတတိမထားမိလိုက်ဘူးအဲ့ဒီအချိန်အားစားပြီးနန်းဦးသာနဲ့သူ့သားဟောင်ပျော်ရွှင်စွာ နေထိုင်ခဲ့ကြတယ် ဘာလို့လဲဆိုတော့တောင်ဆဲဖို့ငွေကြေးနဲ့ရွှေတွေအများကြီးရှိတာကြောင့်သူတို့ဟာနောက်ထပ်မပင်ပန်းတော့ခြေတသိန်းအကျိမ့်မှာရွှေတွေအများကြီးရှိတာကြောင့်သူ့သားလေးလေးလျောင်းကစားဖို့အတွက်ရွှေချီကျိုးတွေနဲ့ကလေးကတင်တကူပြုလုပ်ပေးခဲ့တယ်။ဒါကြောင့်ခြေတသိန်းအကျိမ့်ရဲ့သားကိုဥတော်လိုနမိပေးခဲ့ကြတယ်။ဒီနေ့မှာတော့အလုပ်ကျိုးစားရတဲ့ဆင်ပေါ်ဟောင်းတို့ကိုယူပြီးလေကွင်းအောက်ပိုင်းကမြက်တွေကိုရှင်းလေဖို့ဥယျာဉ်တွေကိုလမ်းလျှောက်သွားခဲ့ပေမယ့်သူအတွင်းထူးဆန်းတဲ့အရာတခုထပ်ဖြစ်ခဲ့တယ်။ သူခေါလေးလိုက်တဲ့တစ်ပင်နဲ့မြက်ပင်တွေဟာချက်ချင်းပဲအရင်ကလိုလှပစွာ ပြန်လည်ပေါက်ရောက်လာနိုင်လို့ပဲအဲ့ဒီအချိန်မှာတော်ဆင်ပေါ်ဟာဘာတွေဖြစ်နေလဲဆိုတာကိုထိုင်ပြီးစဉ်းစားနေတောင်းမှပဲရုတ်တရက်မြက်အောင်ထဲကနေခတောင်းကြိုင်လေးနဲ့မြောက်ကလေးတစ်ကောင်ထွက်လာတယ်။မြောက်ကလေးကတခါခတောင်းကြိုင်လိုက်တိုင်းတော်ဆင်ပေါ်ခုနကခေါလေးလိုက်တဲ့နေရာကတစ်ပင်နဲ့မြက်ပင်တွေဟာမျက်စိတမဲ့ရအတွင်းမှာပြန်ပေါက်လာတယ်။ရောက်စီကနေဒိုးလုံးကိုလူယူဖို့စူးစမ်းခဲ့ပြီးနောက်ဆုံးမှာတော့အောင်မြင်သွားတယ်။ ညကလေးထွက်ပြေးသွားတဲ့အခါခြေတသိမ်းအချိတ်ဟာအဲ့ဒီဒေါလုံကိုတိခတ်ပြီးသူ့စိတ်ထဲမှာအမျိုးမျိုးဆူတောင်းကြည့်တယ်။ဒီဒေါလုံလေးကဘာတွေလုံးနိုင်လဲဆိုတာသိချင်လို့ပဲ။အဲ့ဒီဒေါလုံကိုတစ်ချက်တီးလိုက်တာနဲ့ဆူတောင်းတခုပြစ်နိုင်တယ်ဆိုတာသိလိုက်ရတဲ့အခါမှာတော့တော်စင်ပေါ်ဟာဒေါလုံကိုအင်ကိုအလျင်အမြန်ယူသွားတယ်။ပြီးတော့နန်းဦးသားကိုသွားပြောပြတယ်။သူတို့နှစ်ယောက်ဟာသူတို့ရဲ့ကြောင့်ဖြစ်တဲ့ဒါပေါ်မှာမျိုးသစ်တခုတီထောင်ဖို့အတူတကွဆူတောင်းခဲ့ကြတယ်။ပြီးတော့သူကဒေါလုံကိုတီးလိုက်တာနဲ့ ချစ်ချင်းပဲလှပရဲ့နန်းတော်နဲ့လူရင်းနဲ့ပြည့်စုံတဲ့မြို့တစ်မြို့ပေါ်လာခဲ့တယ်။ချစ်တသိန်းရဲ့ကျိတ်ဟာမြို့ပေါ်အဖြစ်ခန့်အပ်ခံရတယ်။ဇနီးနဲ့သားတော်ဦးသားကသူ့ဘဲမှာအတူရှိနေခဲ့ပြီးသူတို့အတူတကွဖန်တီးခဲ့တဲ့အချိန်ပြီကိုပျော်ရွှင်ငြိမ်းချမ်းစွာနဲ့အတူတကွအုပ်ချုပ်သွားကြပါတော့တယ်။ဒါရီအားလုံးကတော့ဒီနေ့ကျွန်မတင်ဆက်ပေးခဲ့တဲ့တော်စင်ပေါ်ရဲ့ပုံပြင်လေးပဲဖြစ်ပါတယ်။ဒီလိုမျိုးဗီဒီယိုတွေကိုချိန်နေတတ်တယ်ဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်သွားဖို့မမေ့ပါနဲ့နော်။ နောက်ထပ်ဗီဒီယိုမှာဘယ်လိုပုံပြင်မျိုးတွေကိုနားထောင်ချင်လဲဆိုတော့ comment လေးမှာရေးခဲ့ပေးပါအောင်ရှင်။နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။